ဘဲဆေးတွေကအမျိုးသားတွေရဲ့မျိုးအောင်နိုင်စွမ်းပေါ်ကိုအကျိုးသက်ရောက်နေတာလေတကယ်လို့အင်းကခလေးရနိုင်မှုစူးစမ်းနေရသူဆိုရင်တော့မျိုးအောင်နှုံးကိုတက်ရောက်နေတဲ့အကြောင်းရင်းတွေအများကြီးရှိနေရဆိုတာကိုသိထားဖို့ကအရေးကြီးပါတယ်။အားလုံးတွေကအကြီးမားဆုံးအကြောင်းရင်းကတော့ဆေးဝါးကုသမှုကိုခံယူနေရတာပါပဲ။ဥဝင်ရနိုင်ခြင်းမြင့်မားလာစေဖို့အတွက်ဘလို့ဆေးဝါးတွေကိုရှောင်ကျဉ်သင့်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြောပြပေးသွားပါမယ်နော်။ အခုပြပြပေးသားမယ်အမျိုးသားတွေမှာကတော့အမျိုးသားတွေရဲ့မျိုးပွားမှုနဲ့တုပ်ပိုးတွေရဲ့အရေအသွေးတွေမျိုးအောင်ခြင်းနဲ့ဆက်ဆက်နေတဲ့ဟော်မုန်းတွေပေါ်ကိုစိုးကျိုးတွေဖြစ်စေတဲ့အစိုးရတွေပါဝင်နေပါတယ်။ပထမအုပ်စုတစ်ခုကတော့ testosterone ပါဒီကုထုံးကအမျိုးသားတွေရဲ့လင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမဲ့လေဒီတက်စထရိုစီရွန်ဖြည့်စွက်ဆေးတွေကိုမိခိုနေရတဲ့သူတွေမှာတော့တုပ်ရည်ထုတ်လွှတ်မှုတွေမှာတုပ်ပိုးပါဝင်မှုနည်းနေတာဒါမှမဟုတ်တုပ်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ် ဆရာဝန်တွေကတော့ဒါဟာသူတို့ရဲ့ခန္ဓာကိုယ်ကတက်စတိုစီရုံးကလူလုံးပစ္စည်းကိုမသိလို့ဖြစ်နိုင်ပြီးတော့ဒါကြောင့်လဲတုပ်ပိုးတွေကိုမထုတ်လို့ပေးတာလို့ဆိုပါတယ်။ရေပုံရအဖြစ်တော့အမျိုးသားတယောက်အတွက်သူ့ရဲ့တုပ်ပိုးအရေအတွက်ပုံမှန်ဖြစ်အောင်ယူရတဲ့အချိန်ဟာ6လကြာပါတယ်။ဒါပေမဲ့တချို့တွေကတော့ဒီပေးထွက်ဆိုကြိုးကိုတဘဝစာခန်းစားရတော့တာပါပဲနော်။နောက်တစ်ခုကတော့စပီရိုက်ပါ။ ။အာခစားသမားတွေနဲ့အမျိုးသားတွေကြားမှာလူကြိုက်များတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေပြီမဲ့ရေပုံရအဖြစ်တော့ steroid ပဲအမျိုးသားပဲဖြစ်ဖြစ်အထူးသဖြင့်တော့ဒီ anabolic steroid တွေဟာအမျိုးသားမျိုးအောင်မှုပေါ်မှာ testosterone လိုပဲထိခိုက်စေနိုင်ပါတယ်။ဒါကတော့ပုံမှန်ခန္ဓာကိုယ်ရဲ့ hormone အထက်ပြောင်းမှုတွေကိုပိတ်ဆို့စေတတ်ပါတယ်။ဒါပေမဲ့အမျိုးသားအများစုကတော့သူတို့ရဲ့တုပ်ပိုးထုတ်လွှတ်မှုပုံမှန်အဆင့်ရောက်အောင်လို့၃လကနေပြီးတော့၁၂လအတွင်းဆေးမသောက်ရုံနဲ့ပြင်ရနိုင်တယ်လို့လည်းဆိုကြပါဗျ။ နောက်တစ်ခုကတော့ OPH မူရစီတွေပါ OPH တုံးဆွဲခြင်းကအချိန်ကာလတူလေးမှာတော့ဘေးတော်ဆိုးကျိုးမရှိဘူးလို့ဆိုကြပါတယ်ဒါပေမဲ့ကာလကြာရှည်အသုံးပြုမယ်ဆိုရင်တော့လိန်တန်ထောင်မမှုပုံမှန်မဟုတ်တာတုပ်ဖို့အရေးအတွက်နည်းတာနဲ့လိန်စိတ်ဆုံးရှုံးခြင်းဓာရီဖြစ်စေနိုင်ပါတယ် OPH တွေနဲ့အတူအခြားသောမူရစီတွေဖြစ်တဲ့ အရက်စေးကြောက်စေးရွက်ကြီးနဲ့ကိုကိန်းတွေကလည်းဒီလိုရလက်မျိုးဖြစ်စေနိုင်တယ်လို့အထောက်အထားတွေရှိခဲ့ပါတယ်ရှင်။နောက်တစ်ခုကတော့ကီလိုကိုလင်ဇောပါ။ဒီမိုသက်စေးကိုတောက်စေးဖြစ်သုံးဆွဲတာကပုပ်ပိုးထွက်လို့မှုကိုအားနည်းစေပါတယ်။ကောင်းတာတစ်ခုကတော့ဒါကိုပြင်ပမှာပဲအသုံးပြုမယ်ဆိုရင်တော့ဥပမာတပေါ်နော်ဒီကီလိုကိုနဇောခရင်ပုံစံမျိုးပေါ့နော်လိမ့်စေးကိုပြောတာပါ။ဒီလိုမျိုးဆိုရင်တော့ရေပေါ်ရအဖြစ်စိတ်ချရတယ်လို့လည်းဆိုပါတယ်။ ောက်တစ်ခုကတော့သွေးတိုးနေရသူတွေတောင်းနေကြတဲ့သွေးတိုးကြစီပြီပါ Stanford လေးလံမှုတစ်ခုကတော့သွေးဖိအားမြင့်ခြင်းအတွက်ဆေးဝါးကုသခြင်းတွေဖြစ်ကြတဲ့ဥပမာဒီ beta blocker တွေ ACE inhibitor တွေဒါမှမဟုတ် diuretic တွေဟာအမျိုးသားတွေအတွက်900ခိုင်နှုန်းကနေပြီးတော့17000ခိုင်နှုန်းအထိ မျိုးမောင်ချင်းကိုဖြစ်စေနိုင်ပါတယ်လို့အမျိုးသား၈သိန်းကျော်ကိုတအူးချင်းစီလိလထားမှုရဆိုပါတယ်။တူညီတဲ့လိလသူအုပ်စုတွေရဲ့ထပ်ပြီးလိလမှုတွေအရာလဲဒီဖြစ်ရဟာပေါ့နော်။တုပ်ရည်ပြစ်ချွဲမှုတွေ၊တုပ်ပေါ်ရွေလျားနိုင်စွမ်းနဲ့ပမာဏတွေကိုရောကြစေခြင်းကနေပြီးတော့စတင်ပါတယ်တဲ့နော်။ ။နောက်ဆုံးတစ်ခုကတော့တခြားသောဆေးဝါးတွေပေါ့နော်။ဆေးကြယောဂအတွက်ဆေးဝါးတွေ၊ကင်ဆာကုလာတွေ၊ဆာဖာဆလဇင်းပေါ့နော်။ဒါမှမဟုတ်အယ်ဖာဘလော့ကာတွေ၊ဒါတွေကလည်းပေါ့နော်။အမျိုးသားမျိုးအောင်ခြင်းကိုနည်းလမ်းအမျိုးမျိုးနဲ့လွှမ်းမိုးမှုရှိနေနိုင်တယ်လို့ဆိုပါရတယ်။ဖြစ်နိုင်တာတွေကတော့နေစိတ်ဆန္ဒရောနေစီတာ၊သုတ်ဘိုးတွေကိုအာရော့တည်စီတာ၊ဒါမှမဟုတ်စိတ်ဆန္ဒပေါ့နော်။အထုတ်ထိပ်ရဖို့အတွက်ခက်ခဲတာဒါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်အမျိုးသားတွေရဲ့မျိုးအောင်နိုင်စွမ်းကိုဘယ်လိုမျိုးဆေးဝါးတွေကဟန့်တားနေလဲဆိုတော့ပြောပြလို့ထင်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်နောက်ထပ် view မှာပြန်တွေ့ကြမယ်နော်